ားတော်သမီးတို့ရေအခုပြောပြမယ့်ဇက်ကတော့ဝိဇ္ဇာဒရဇက်လို့ခေါ်ပါတယ်ငါငါဇနီးဘက်တော်မှလာတဲ့ဇက်ပါပဲဝိဇ္ဇာဒရဆိုတာသားတို့သမီးတို့ကြားဘူးတဲ့ဝိဇ္ဇတိုပါပဲဝိဇ္ဇာဒရကိုဝိဇ္ဇတိုလို့ခေါ်ကြတာပါ ဒီမှာဝိဇ္ဇတို့အကြောင်းပေါ့ဒီဝိဇ္ဇတို့ကအမတန်ရုပ်မာတဲ့ဝိဇ္ဇတို့သူကြောင့်ရဟန်းအများပြင်းနေတဲ့ခံခဲ့ရတယ်အဲ့ဒီဇက်ကိုဟောမှာပါအဲ့ဒီဇက်ကိုဟောမယ်ဆိုတော့ဘာနဲ့အကြောင်းပြုတ်ကြလဲမြတ်စွာဘုရားသခင်တာဝတိပြည်စစ်တော်အကြောင်းမှာ တင်းသုံးနေတဲ့ခါကြတော့ယဟန်ကြီးကအားလုံးမြတ်စွာဘုရားသခင်ရဲ့ဂုံကျေးဇူးချီးကျူးနေကြတယ်။ဟောမြတ်စွာဘုရားသခင်ဟာလောကအကျိုးကိုပဲသူလုပ်တယ်။လောကကြီးရဲ့အကျိုးကျေးဇူးကို မပင်ပန်းနိုင်ဘဲနဲ့နေရောညပါဒါပဲသူအကျိုးဆောင်ရွက်တယ် ဥမာပြင်ပြောရမယ်ဆိုရင်ဖျားဖြစ်ပြီးတဲ့ခါမှာပဲစစခြင်းဆိုက်ချီလူနာလာဝေးတဲ့ခရီးကိုသွားပြီးပင်စဝက်ကြီးငါဘယဟန်ငါဘကိုပင်စဝက်ကြီးတို့ကို အကျွတ်တရားရအောင် ဆောင်ခြင်းခဲ့နောက်ရသက်ပေါင်းများစွာကိုလည်းပဲအကျွတ်တရားရအောင်ဆောင်ခြင်းတယ် နောင်ရှင်မာကတ္တပဖြစ်မဲ့ပုဂ္ဂိုလ်လည်းပဲခရီးများစွာသွားပြီးတော့ကြိုဆိုခဲ့တယ်ကြိုဆိုပြီးတော့ဒီအရဟတ်ဖို့ရအောင်ဆောင်မခဲ့မဟာကပိနာဆိုတဲ့မင်းကြီးကိုယုဒနာ120လောက်သွားပြီးတော့မှကြိုတယ်သူစီလာဖူးတဲ့မဟာကပိနာကိုယုဒနာ120လောက်သွားကြိုတယ်သွားကြိုပြီးတော့ အရတ်ဖို့ရအောင်ဆောင်ရင်းခဲ့အင်္ဂုရိမာလခရစ်ဝေကြီးသွားပြီးတော့မှသွားရောက်ပြီးတရားပြယဟန္တာဖြစ်အောင်ဆောင်ရွက်ခဲ့တယ်အာလာဝကဘီလူဒီလိုပဲသူလည်းပဲအကျွတ်တရားရအောင်ဆောင်ရွက်တယ်တာဝရင်သားမတဝါတွင်လုံးနဲ့ဒီတရားတွေကိုတရားဟောဓမ္မစကြာဒီဒီနော် အဘိဓမ္မာတရားတွေဟောစသဖြင့်နောက်မြမပြည်သွားဗကမြမကြီးကိုအကျော်တရားရသေးတယ်အာဒီလိုပေါ့လောကကြီးမှာလူနဲ့မြမတရားအပေါင်းတို့ရဲ့အကျိုးကျေးဇူးကိုဆောင်ရွက်ထားပဲဆိုပြီးတော့ချီးကျူးနေကြအဲ့တော့မြတ်စွာဘုရားသခင်ကဒီเจ้าကိုသိတဲ့ခါမှာခြေသားတို့ငါဖះဟာအခုဘဝမှာသာလျင်နောက်ဆုံးဘဝဖြစ်တဲ့ဒီဘဝမှာသာလျင် ဖျားဖြစ်ပါဒါလည်းဒီလိုကြင်ကြံတာမဟုတ်ဘူးရှင်းတုံးကလည်းအများရဲ့အကျိုးကိုဆောင်ရွက်ခဲ့ဘူးပါတယ်ဆိုပြီးတော့ပြောတော့အဲ့ဒီဟာကိုယဟန်တွေကတောင်းပန်အရှင်ဘုရားအရှင်ဘုရားယခုဘဝမှာမျက်မှောက်ထင်းနေဆောင်ရွက်တဲ့အချက်တွေတော့ဘုရားတပည့်တော်တို့သိပါတယ်ဘုရားဟိုးရှင်းခါတုံးကအများအကျိုးအတွက်ဆောင်ရွက်ခဲ့တဲ့သုံးတဲ့ဟာလေးကို တပည့်တော်တို့တိတ်ခွင့်ရရင်တိပြရသည်ဖရာဆိုတော့ခေါ်တာပေါ့လေအတိတ်ကိုပြန်ဆောင်နေချစ်သားတို့ဟိုးလွန်လီပြီးတော့ခါကဗာရန်တီပြည်မှာပြင်မတတ်မင်းမင်းပြုတ်တယ်တဲ့အဲ့ဒီမင်းပြုတ်တဲ့ခါမှာငါဖရာလောင်းကအဲ့ဒုံကတကြဖြစ်ခဲ့အဲ့ဒီအချိန်မှာအမ်ဘတန်အစ်စ်သိုးတဲ့ဝိဇ္ဇတို့တယောက်ရှိတယ် အကျဉ်းဆိုးတယ်။သူကမန္တမန်တရားတွေမှန်ပြီးတော့မှအမျိုးဆုံးမဟုတ်တာတွေလုပ်တယ်။အထူးသဖြင့်တော့အဲ့ဒီအချိန်ခါပါ။ညတကောင်ရင် လောက်ချိန်ကြရင်မန္တမန်တရားကိုမှန်ပြီးတော့နန်းတော်တွေကိုသွားပြီးတော့မှမိဖုရားကြီးကိုမိဖုရားကြီးနဲ့ပျော်ပါတယ်။ဒီဝိဇ္ဇတော်ကအဲ့ဒီမှာအားလုံးသော မောင်မကိုလုတ်တယ်လည်းသိကြတယ်မိဖုရားကြီးကလည်းဒါကသူသဘောတူလို့မဟုတ်ဘူးသူအကြောင်းကြောင်းကြောင့်ခုနလိုပေါ့ဝိဇ္ဇရိုရဲ့အစွမ်းကြောင့်ပေါ့သူမဟုတ်လောက်ခန့်မဟုတ်တာသူငြိမ်နေရတယ်ဒါပေမဲ့အဲ့ဒီအကြောင်းကိုမင်းကြီးကိုသွားလျှောက်တယ်သူသူ့လိုလိုပဲသွားလျှောက်တယ်ရှင်မင်းကြီးညညကြရင်အမျိုးသားတယောက်လိုလိုပဲလာပါတယ်ဖြတ်စည်းပါတယ် အဲ့ဒါကိုမှတ်လို့မရဘူးလားရနိုင်ပါတယ်အဲ့ဒါဆိုမှတ်ထားလိုက်ဆိုတော့တခါကြတော့သူကဟင်းသဘရာခွက်ထဲကိုလက်ထည့်ပြီးညသူလာတဲ့အခါမှာသူ့ကိုဖျက်ဆီးတဲ့အခါမှာကြိုးကိုတခါတည်းဟင်းသဘရာခွက်ထဲမှာထည့်ထားတဲ့လက်နဲ့ရိုက်လိုက်တယ်ရိုက်တော့ဟင်းသဘရာလက်ငါးချောင်းအရာကြိုးမှာထင်းသွားတာပေါ့အဲ့ဒါပြန်သွားတယ် 我来开讲喽！哎，浙江湖，明年晓得，明年嘞，都明年的阿龙考嘞，给，明天来下。叫嘛，现在不啦，连阿江也是的要加作业，考个，看，别让别们，说到第位置都个，都走了。伢嘛，哎，路边没大酒了呢，你看见了，都管嘛。也得，也还用，上面的也还要你，比，等俺的把的我记着嘛。 နေ့ကကြတော့6နောက်တစ်ချောင်းနေရပြီးတော့မှနေကိုရှိခိုးပြီးတော့ဒီလိုနေတယ်နေကိုရှိခိုးနေတယ်6နောက်တစ်ဖက်တည်းနေတယ်6နောက်တစ်ဖက်တည်းနေတာတော့နှစ်ဖက်ချရင်ကဘာမြေကြီးလင်းမှာဆိုလို့ပေါ့နေကိုရှိခိုးနေတယ်စသဖြင့်သူတော်ကောင်းအောင်ဆောင်းနေတာအဲ့ဒါကိုလိုက်ရှာကြတော့သူ့ကိုပဲထင်ကြတော့ဝိုင်းဖမ်းမယ်အားလုံးဝိုင်းဖမ်းမယ်သူပြီးတော့အားလုံးကနေဒီမှာဝိုင်းရံကြတဲ့ခါမှာဝိဇ္ဇတော်က သူ့ရဲ့မန္တန်မန္တရားတွေရွတ်ပြီးတော့ကောင်းငင်ကိုပြန်တက်သွားတယ်။ကောင်းငင်ပြန်တက်သွားတယ်။ပြန်တက်သွားတော့အဲ့ဒီမှာရှင်မြင်းကြီးကမေးတဲ့ခါကျတော့ဟဲ့တွေ့ကြရဲ့လားတွေ့ပါတယ်။အတူကဘယ်သူတုံး။ तू ကယဟန်မှာယတိယဟန်ယဟန်မော်လေး။ तू ကနေဒီနေကင်းကြရင်တော့တုတ်တန်မှာ ချင်းနောက်တစ်ဖက်ကိုရက်ပြီးတော့မှနေကိုချက်ခွန်းနေတဲ့ယဟန်ပဲညကြရင်သာမဟုတ်တာလို့တာဟာဒါပြင်ဒီယဟန်ဆိုလို့ဘယ်ကောင်းမလဲယဟန်ကဒီလိုလို့တာကောင်းပြီဒါပြင်ငါတိုင်းပြည်မှာယဟန်နေကမတွေ့ခြင်းဘူးယဟန်နေအကုန်လုံးတိုင်းပြည်နဲ့ထွက်သွားရမယ်စီလေတယ်တိုင်းပြည်မှာစီလေတယ်ငါတိုင်းပြည်နေပြီးတော့ယဟန်နေအားလုံးထွက်သွားရမယ်တကယ်လို့တွေ့ရင်တွေ့လို့ရှိရင် ရာဇုတ်ပြီးရာဇုတ်တင့်စီရမယ်မင်းမြင့်မြင့်တန်ပင်းမယ်ဆိုတော့ယဟန်နေရာလဲကြောက်တာပေါ့ကြောက်တော့ကာတိတိုင်းမှာဒီဒီယူဒနာ300လောက်ရှိတဲ့ကာတိတိုင်းမှာအဲ့လိုကြောက်ပြီးတော့ကဲယဟန်နေအကုန်လုံးထွက်ပြေးကြတာပေါ့ယဟန်နေအကုန်လုံးထွက်ပြေးကြတဲ့ခါမှာတခြားတိုင်းပြည်မှာပဲသွားပြီးယဟန်နေကနေရတာပေါ့လေ ဲ့လိုအလုံးစုံသောယဟန်နေကာတိတိုင်းကနေထွက်သွားတဲ့ခါကျတော့ကာတိတိုင်းမှာယဟန်ကိုမမြင်ရတော့ယဟန်မမြင်ရတဲ့ခါကျယဟန်နေအဆုံးမကိုမရတော့လူတွေလည်းမက်ကုန်တာပေါ့ပြည်သူပြည်သားတွေဟာတရားတွေဘာတွေမရှိကြတော့ဘူးအမှန်တမ်းမိုက်မဲကုန်ရမကောင်းတဲ့အကျင့်ကျင့်ကြတယ်ငါးပါးသီလလည်းမလုံတော့ဘူးငါးပါးသီလလည်းမလုံဘူးဘယ်လုံးမလဲဆုံးမတဲ့ယဟန်မှမရှိတော့ အဲ့တော့ယဟန်မိရှိတဲ့ခါကျတော့ငါးပါးသီလမလုံးမလုံးတော့သေတော့ပဲရောက်ကြလဲအပယ်ငရဲကိုပဲသွားတာပေါ့အပယ်လေးပါးသွားတယ်ငရဲတရိစ္ဆန်ပြိတ္တာသူရကယ်ဆိုရင်အပယ်လေးပါးကိုပဲသွားကြနတ်ပြည်ကိုတက်တယ်လူမရှိဘူးနတ်ပြည်မတက်တဲ့ခါကျတော့အဲ့ဒီမှာတရားမင်းရသူစဉ်းစား သူ့ချီကိုနဲ့သားအစ်စ်မရောက်လာဘူးအရင်တော့နဲ့သားတွေပဲရှိတယ်နဲ့သက်ကျွေလို့ကျွေသွားရင်ပဲရှိမယ်နောက်တဲ့နဲ့သားအစ်စ်တွေနဲ့သမီးအစ်စ်တွေမရောက်လာမရောက်လာတဲ့ခါကျတော့တရားမင်းဟာအဲ့ဒါထူးဆန်းတယ်ဘာကြောင့်နဲ့သားနဲ့သမီးအစ်စ်တွေငါချီကိုမရောက်လာတယ်ဆိုပြီးတော့တရားမင်းကအဲ့ဒီမှာစင်ကျင်တဲ့ခါကျတော့လူပြေပြန်ကြည့်တော့ဒလိုလိုပဲနော်ကာတိတိုင်းမှာ မင်းကအယူဆမှားပြီးတော့နော်မင်းအယူဆမှားပြီးအားလုံးကိုဒီရဟန်းတွေကိုတိုင်းနိုင်ငံနဲ့နှင်ထုတ်ပစ်တယ်ဒါကြောင့်မရှိလို့လူတွေမိုက်မဲပြီးတော့ဒီလိုဖြစ်တာပဲအဲ့ဒါကိုတရားမင်းသိတယ်တရားမင်းသိတဲ့အခါကျတော့ဒီကိစ္စဟာငါကယ်မရမယ်တရားကိုဆောင်ရွက်နိုင်ဖို့ကငါပဲရှိတယ်မင်းကြီးရဲ့အကျိုးကျေးဇူးရော

အဲ့လိုပဲကာတိတိုင်းမှာယသိယဟံမရှိတော့ဘဲနဲ့တိုင်းသူပြည်သားတွေအားလည်းပဲသင်ရင်အပေပဲသွား냅ပြူမရောက်ကြတော့တရားမင်းသိလို့တရားမင်းကခုနလိုပဲစီစဉ်နေဒီကာတိတိုင်းဝင်ကဲမရမယ်ယဟယသိယဟံနေဦးလဲငါကဲမရမယ်ဆိုပြီးတော့စဉ်းစားစဉ်းစားပြီးတော့မှဘာလုပ်ကြလဲဆိုတော့ဒီဟာတကယ်တော့ with the dope မိုင်မဲတဲ့ဝိဇ္ဇရိုရဲ့အကြောင်းကြောင့်ဖြစ်ရတာငါဒါကိုစီစဉ်မယ်ဆိုပြီးတော့တကြမ်းမင်းက နန္ဒမူဒီဟိမွန်တာတော်ထဲမှာနန္ဒမူလိုင်းကို သွားနန္ဒမူလိုင်းမှာတော့ပြစ္ဆေကဗုဒ္ဓတွေအများကြီးတယ်အဲကပြစ္ဆေကဗုဒ္ဓတွေစီတကြမ်းမင်းကသွားပြီးတော့ပြစ္ဆေကဗုဒ္ဓတွေဆီကနေပြီးတော့မှရှင်ဘုရားတို့တပည့်တော်ပြစ္ဆေကဗုဒ္ဓတပါး ကြီးညိုပရတိဖျားတပြည့်တော်အဲ့ဒီပြစ္စုကံဗုဒ္ဓါကိုပြင့်ပြီးတော့ကာတိတိုင်းကပုံကိုယ်ရယ်လဲကြီးညိုစီခြင်းပါတယ်အမှန်တရားကိုရောက်အောင်လို့စီစဉ်တာပါဆိုတော့ကောင်းပြီဆိုတော့ပြစ္စုကံဗုဒ္ဓါတပါးရလာတယ်ပြစ္စုကံဗုဒ္ဓါရလာတဲ့ခါကျတော့ဒီတရားမင်းကလူလင်ပြူရောင်ဆောင်းတာပေါ့နောက်ကကပ်ပြရပေါ့လေ ဲ့သဘောမျိုးဆောင်ပြီးတော့တကြက်ဒီပြစ္ဆေကဗုဒ္ဓရဲ့သပိတ်ဒီသင်္ကန်းနေသွားအနောက်ကနေယူသပိတ်ကလေးပိုက်ပြီးတော့လိုက်တာပေါ့အဲ့တော့ပြစ္ဆေကဗုဒ္ဓကရှေ့ရကြွသူကနောက်ကလိုက်ဒီလိုနဲ့အာမြို့ရဲ့ထိတ်မှာသုံးပတ်လောက်ပတ်ပြီးတော့မင်းတကားကိုမင်းရဲ့အိမ်တကားကိုရောက်သွားတယ်ရှိကယဟန်ကလည်းပြစ်စကဗုဒ္ဓဆိုတော့ကောင်းကင်ကပဲပေါ့။တရားမင်းကလည်း တရားမင်းလူရောင်နာဆောင်နေတာသူကလည်းတရားဆိုတော့ကောင်းငင်ရပဲပေါ့မင်းရဲ့အိမ်တကားကိုသွားအားလုံးလူတွေမြင်ကြတယ်အမတ်တွေပါတယ်အရှင်မင်းကြီးအမ္ပဒံအစင်းလှတဲ့လူလင်ငယ်ဟာယဟန်တပါးကိုဆောင်းလာပြီးတော့အခုနန်းတော်ရှိရောက်နေပါတယ်မင်းအိမ်တကားရောက်နေပါတယ်ဖေဟဲ့ခေါ်ခဲ့ငါကြည်ညိုမယ်သွားကြည့်တဲ့ခါကျတော့အဲ့ဒီမှာလေသာပရင်ကနေရက်ပြီးတော့မှသူကစကားပြောတယ်လူလင်တဲ့ မင်းကအမတန်ဆင်းလှတယ်ချုံမလှပါဘူးဘာဖြစ်လို့အဆင်းမလှတဲ့ဒီယဟန်ရဲ့တပိတ်သင်္ကန်းကိုယူပြီးတော့အဲ့ဒီယဟန်ကိုရှစ်ခိုးပြီးတော့မင်းကဘာဖြစ်လို့တီးနေတာတော့သူကမသိဘူးလေပြစ္ဆေကဗုဒ္ဓမှန်းလည်းမသိတရားမှန်းလည်းမသိဘူးအဲ့တော့မင်းကအမတန်ဒီရုပ်ဆင်းလှပြီးတော့မလှတဲ့လူဘာလို့ကိုယ်ဝင်နေတာလဲပြောတယ်ပြောတော့ ပြီးတော့ပြီးတော့မှမင်းနာမည်လည်းသိခြင်းနဲ့ယဟန်နာမည်လည်းသိခြင်းနဲ့တရားကလူလင်က ပြောတယ်ရှင်မင်းကြီးဒီယဟန်ရဲ့နာမည်ကတော့အမှန်တမ်းမြင့်မြတ်တဲ့ဒီအရဟတ်ကိုရောက်ပြီးတဲ့ပုဂ္ဂိုလ်နိဗ္ဗာန်လမ်းကိုသွားမဲ့ပုဂ္ဂိုလ်သူ့နာမည်တော့ပြောလို့ပါဘူးအကျွန်ုပ်ရဲ့နာမည်ပြောရမယ်ဆိုတော့အကျွန်ုပ်ဟာတာဝရင်တန်နဲ့သားတွေကို အစိုးရတဲ့တရားမင်းပါလို့ပြောတယ်တရားမင်းပါလို့ပြောတဲ့ခါကျတော့တရားမင်းနဲ့ညမင်းဒီဘာကြောင့်ဒီလိုလှုပ်ရတာလဲတော့ပြောတယ်ဘာကြောင့်ဒီလိုလှုပ်ရတာလဲဒီလိုတရားမင်း ဖြစ်ပြီးတော့မှအခုလိုရတဲ့ယဟန်ကိုချက်ခွနေတာတနည်းအားဖြင့်လူပုဂ္ဂိုလ်တွေဟာ တယောက်ယောက်ဟာပေါ့လေယသိယဟန်ကိုလက်ဥချင်မှုရှိခိုးတာမအကျိုးရှိလို့တော့အဲ့တော့ပြောတယ်ဘယ်လိုချမ်းသာကိုရမှာလဲပစ္စုပန်မှာရမှာလားတမလန်မှာရမှာလားပြောတယ်အဲ့တော့တရားမင်းကခုနလူလင်မျိုးอ่ะပေါ့လေမင်းမြဲတဲ့လူတယောက်ယောက်ဟာသီလနဲ့ပြည့်စုံတဲ့အကျင့်နဲ့ပြည့်စုံတဲ့ယဟန်ကို ရှေ့မှာထားပြီးတော့ရိုသေမြတ်နိုးလက်ဆောင်မိုးပြီးတော့ရှစ်ခိုးတယ်ဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ဟာဒီပေါ်ဟာမှာလည်းပဲလူအပေါင်းရဲ့ချီးကျူးခြင်းကိုခံရမှာနောက်တကယ်လို့ဒီဘဝနေပြီးတော့သိလွင်ရင်လည်းပဲနှက်ပြီရောက်မှာပဲဒါဒီကောင်းမှုလုပ်တဲ့ခုနပြောတဲ့ သူရကောင်းကိုယသိယဟန်းကိုကြည်ညိုတဲ့အကျိုးကျေးဇူးပဲဒါအမှန်မှတ်သားရမယ်ဆိုပြီးတော့မှပြောတယ်အဲ့တော့မှမင်းကြီးကလည်းပဲကျွန်တော်မှားခဲ့တယ်ဒါကြောင့်မို့တရားမင်းနဲ့အခုကငါဟာဖုန်ကျက်တည်းရှိတဲ့ပုံကိုဖြစ်တယ်အဲ့ဒီအချိန်ခါမှာငါကအခုမကောင်းတာတွေတော့လုပ်ခဲ့တယ် သို့တော့လောလောဆယ်မှာတရားမင်းကိုလည်းဖူးခွင့်ရတယ်တရားမင်းလည်းဖူးခွင့်ရတယ်ပြစ္စကဗုဒ္ဓကိုလည်းငါဖူးခွင့်ရတယ်ဒါကြောင့်မို့အခုချိန်ကစပြီးတော့ငါဟာကောင်းမြတ်တဲ့အကျင့်ကိုပဲကျင့်တော့ကောင်းမြတ်တဲ့အကျင့်ကိုပဲကျင့်မယ်ဘယ်တော့မှ ရုပ်မာရာမျိုးကို မလုပ်တော့ပါဘူး ဘယ်လိုပဲဖြစ်ဖြစ်အကျင့်သီလနဲ့ပြည့်စုံတယ်ဆိုတော့ယသိယဟန်တွေကိုငါရဲ့ရှိသမျှမာမာနကိုချပြီးတော့ကတော့ပါမယ်ဆိုပြီးတော့အဲ့ဒီမှာတင်ရှောက်ထားတော့ပေါ့လေရှောက်ထားတော့ပြစ်စကဗုဒ္ဓလည်းပဲအခုနပြောတဲ့ကောင်းငင်မှာပဲထောက်ဖွဲ့ခွေးရက်နေပြီးတော့မှမင်းကြီးကိုပြောတယ်သင်မင်းကြီး တိမ်မင်းကြီးမှားခဲ့တယ်။ဘာမှားခဲ့တာလဲ။တိမ်မင်းကြီးကတိမ်မင်းကြီးရဲ့မိဖုရားကိုစော်ကားတဲ့ပုဂ္ဂိုလ်ကိုယေတယဟန်လို့ထင်ခဲ့တယ်။ယဟန်မဟုတ်ဘူးလေ။အရှင်မင်းကြီးတင်အယူဆမှားသွားတာ။တကယ်တော့ဒီပုဂ္ဂိုလ်ဟာဝိဇ္ဇတုတဲ့။ယဟန်မဟုတ်ဘူး။ဝိဇ္ဇတုအမှန်တန်ရောက်มาတဲ့ဝိဇ္ဇတု။ 这样也让你听不到人家的无奈的，再加上我低不够的那个业绩的啊，变科目业绩的，肯定个啥比多。现在也得让你工农特别的不够的考量时间嘛，后天个啥比多，不等你少弄嘛，也得让你也。<noise> မိန်းဆိုချက်တွေတရားတွေဝနာပါသူတို့လှူဒန်းမှာတိလဆောက်တည်ပါဥပုပ်ဆောင်ပါပြောတယ်တရားမင်းကလည်းပဲအဲ့လိုထပ်ပြီးတော့ပြောတယ်မင်းကြီးခဏရစားပြီးတော့ဥပုပ်တရင်ဆောင်သုံးဖို့ကိုမမေ့ပါနဲ့အလှူဒါနပေးခြင်းကိုမမေ့ပါနဲ့မြို့သူမြို့သားတွေအားလုံးကိုလည်းပဲ ကောင်းကောင်းကိုယ့်ရဲ့ဟလာမိញင်တရား၁၀ပါးနဲ့အညီအုပ်ချုပ်ပါပြီးတဲ့ခါကျတော့ပြေးကြတဲ့ယသိယဟန်တွေပြေးကြတဲ့ယသိယဟန်တွေကိုလည်းပဲပြန်ခေါ်ပါအားလုံးလာကြပါပြန်လာကြပါဆိုပြီးတော့အဲ့လိုတိုင်းပြည်မှာတခါတီလေတာပေါ့လေအဲ့တော့မှထွက်ပြေးရတဲ့ယသိယဟန်တွေကလည်းပဲအကုန်လုံး ပြန်လာပြီးတော့မှနော်အားလုံးပြန်လာပြီးတော့မှကာတိတိုင်းမှာတတိဟန်းနေနဲ့ပြန်ပြီးတော့စီစီပင်ပင်ဖြစ်ကာတိတိုင်းသူပြည်သားတွေကလည်းပဲတတိဟန်းနေရဲ့အဆုံးမတွေခံယူဥပုပ်တဲ့နေစောင့်သုံးအလှူဒါနတွေပေးပြီးတဲ့ခါကျတော့သူတို့လည်းသေလွန်တဲ့ခါမှာအရင်ကတော့အပင်ငရဲကိုသွားကြတယ်အခုခါကျတော့ နတ်ပြည်ကို တက်ကြပါတယ်တဲ့ဒါစဉ်းစားစရာလေးတစ်ချက်ကတင်ကန်းစားယူစရာလေးတစ်ချက်ရှိတာကအယူဆမှားဖို့မမှားဖို့ဟာအရေးကြီးတယ်လက်တလုံးဆုံးဖြတ်တာတယောက်ယောက်ကအပြောဆိုလေးနဲ့အဆုံးပြတ်မှားသွားရင်အားလုံးဒုက္ခရောက်နိုင်တယ်ဆိုတဲ့အချက်ပါအခုမင်းကြီးဟာတကယ်တော့ အယုအမြင်မှားခဲ့တာအထင်မှားခဲ့တာအထင်မှားအမြင်မှားပြီးတော့သောသောကပြောတဲ့ဝိဇ္ဇတုမကောင်းတဲ့ဝိဇ္ဇတုကိုယသိယဟန်လို့ထင်ပြီးယဟန်နဲ့နှင်ထုတ်ခဲ့တာအဲ့လိုဆုံးဖြတ်မှားခဲ့တာလေဟာအမဒံကြီးစွာသောဒုက္ခရောက်တော့လေတကယ်လို့ဒါဒီနေရာမှာတရားမင်းက မကယ်လို့ရှိရင်ကာတိအတိုင်းသူပြည်သားတွေနဲ့တကွမင်းကြီးရောအားလုံးသောပုဂ္ဂိုလ်တွေအဝီစီရောက်မယ်တဲ့ဒါကြောင့်မို့ဒါကိုသင်္ကန်းသာယူပါဘာပဲဖြစ်ဖြစ်အစသာရာရာကိုဆုံးပြတ်တော့မယ်ဆိုရင်ချင်း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 နဲ့ဟလာစင်စင်စားစားနဲ့ဆုံးပြတ်ပါအမားကိုမဆုံးပြတ်မိဖို့အမားကိုမယူမိဖို့ အရေးကြီးပါတယ်ဆိုတဲ့သင်ခန်းစာလေးကိုရယူစေချင်ပါတယ်